ဘင်္ဂလားဒေ့ရှ်ရောက်နေတဲ့မွတ်စလင်တွေနေရဖျန်းခွင်ရဖို့နဲ့ကိုပိုင်ပြတန်းခွင်ပေးဖို့တောင်းဆိုအာရခတ်တပ်တော်ကိုနာဇီတက်လို့ဆွဆွဲဒါကကောင်းမွန်တဲ့ရလထက်မလားဘင်္ဂလားဒေ့ရှ်နိုင်ငံကိုရောက်နေကြတဲ့ဒုက္ကသေမွတ်စလင်တွေရခိုင်ကိုပြန်ခွင်ရရှိရေးနဲ့ကိုပိုင်ပြတန်းခွင်ပေးဖို့အရေးကိုဒီကနေ့စက်တင်ဘာလ29ရက်နေ့မှာကြားရောက်တဲ့80ပြည့်ကမ္ဘာကူလသမဂအထွေးထွေးညီလာခံအထင်မှတ်နေ့အခမ်းအနားမှာတောင်းဆိုမှုတွေပြုလုပ်ခဲ့ကြတယ်လို့ဆိုပါတယ် င်္ဂလားဒေ့ရှ်နိုင်ငံကော့ဘဇားခရိုင်မှာရှိတဲ့ဒုက္ကတစခန်းနမ33မှာကျင်းပပြုလုပ်ခဲ့တဲ့၂၀ပြည့်ကမ္ဘာကုလသမဂ္ဂအထွေထွေညီလာခံအထိမ့်မှတ်နေ့အခမ်းအနားမှာမွတ်စလင်တွေက ကုလသမဂ္ဂကိုတောင်းဆိုမှုလှုပ်ဆောင်ခဲ့တာလည်းဖြစ်ပါတယ်။ဒါအပြင် မွတ်စလင်များပေါ်မှာကျူးလွန်ထားတဲ့ရာဇဝတ်မှုတွေအထက်လဲတရားမျှတမှုရရှိဖို့အတွက်ကိုတောင်းဆိုခဲ့ကြသလိုမွတ်စလင်ထုတ်ကထဲတွေအနေနဲ့ဂွန်တိတ်ခါရှိရှိငယ်နေရပြန်권ရဖို့အတွက်ကိုကုလသမဂ္ဂညီလာခံကဆုံးဖြတ်ပေးစီခြင်းတယ်လို့လဲမွတ်စလင်တွေကတောင်းဆိုခဲ့ကြတာပါဒါဖြင့်ဒီလိုနေရပြန်권တောင်းနေတဲ့မွတ်စလင်တွေကအာရကတ်တတော် AA အနေနဲ့ မွဆလင်ဆလင်တွေပေါ်မှာလူမျိုးတုံးတပ်ဖြတ်နေကြတာတွေကိုရက်တန့်ပေးဖို့နဲ့အာရခတ်တတော်ဟာလက်ရှိမှာနာဇီတပ်ဖြစ်နေပြီဆိုတဲ့ဆွဆွဲချက်တွေကိုလည်းမွဆလင်တွေကဆွဆွဲပြောဆိုခဲ့ကြပါတယ်။ အရခတ်တော်စေဦးစီချုပ်ဘူဂျုံထွန်မြတ်နိုင်အနေနဲ့ကတော့လက်ရှိရခိုင်အပအဝင်မြန်မာနိုင်ငံအတွင်းမှာစစ်ရေးအရက်အတက်တွေဖြစ်နေတဲ့အတွက်မွဆလင်ဒုက္ခသည်နေရပြန်ခေါ်ရဲဟာဦးစားပေးဆောင်ရွက်လို့မရသေးတဲ့ကိစ္စတစ်ခုဖြစ်ပြီးတော့ပြန်လာခြင်းရလဲဒုက္ခသည်တွေအနေနဲ့စားဝတ်နေရင်းနဲ့နေထိုင်ရေးတွေအခက်အခဲဖြစ်လာကြမှာဖြစ်တယ်လို့ဆိုထားပါတယ် တစ်ဖက်မှာလည်းမွတ်စလင်နိုင်ငံသားတွေကိုတဆင်ပြီးတဆင်အခွင့်အရေးရရှိနိုင်ဖို့အတွက်လှုပ်ဆောင်နေတာတွေရှိနေတယ်လို့လည်းအာရခတ်တပ်တော်စိတ်ဦးစီးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကပြောဆိုထားပါတယ်။မွတ်စလင်များအနေနဲ့အခွင့်အရေးရဖို့တောင်းဆိုတာကမြန်မာနိုင်ငံအတွင်းမှာရက်ခိုင်ပြီနဲ့သူတို့လိုချင်နေတဲ့ဘူးတီတောင်မောင်တော်ဆိုတာကရက်ခိုင်တွေရဲ့ဘိုးဘွားပိုင်မြဲလက်ရှိမြန်မာအစိုးရပါဆိုသူတွေရဲ့အာဏာစဘူးတီတောင်မောင်တော်မှာရှိမနေဘူး နာစီဘာလို့မွတ်စလင်တွေဆဆွဲနေတဲ့အေအေရဲ့လက်ထက်မှာဘူးဒီတောင်မောင်တော်ကရှိနေတယ်။အေချမ်းဆောင်နေထိုင်ခြင်းနဲ့မွတ်စလင်တိုင်ဝိုင်းကအခွင့်အရေးနဲ့တာလွန်ကိုတွဲလျက်လုကင်နေကြတယ်။နှစ်ကာလရှည်ပိတ်ထားတဲ့ဗလီကိုတောင်ဖွင့်ပေးထားတယ်။ဒီတော့အခွင့်အရေးသာလိုချင်နေတဲ့ဒုက္ခသည်အရေးချုပ်တွေက နာစီလို့လည်းပြောဆိုပြီးဘိုးဘွားပိုင်မြေလို့အော်ပုံကရလက်ကောင်းထက်နိုင်ပါမလား။